United ကဒီအာဒီမှာကံကောင်းလို့ဒမ်မစင်ရတာဘာလို့ပွင့်ပွင့်လင်းလင်းပြောလာတဲ့ Erisin ။ဘယ်နှမြလုံးဝမိင်္ဂလာများ Manchester Force ကနေအားလုံးကိုပြန်လည်ကြိုလိုက်ပါရင်ဒီအာဒီမှာချင်းစွမ်းပိုင်းနဲ့ရလက်ပိုင်းအတော်လေးဆိုးရနေတဲ့ United အသင်းဟာကံကောင်းလို့သာဒမ်မစင်ခဲ့ရတာဖြစ်တယ်လို့အသင်းရဲ့ဒိမန်ကွင်းလဲလို့ Christian Erisin ကဖွင့်ရသွားခဲ့ပါရင် Premier League ရဲ့တချိန်ကချန်ပီယံအသင်းကြီးဟာဒီအာဒီမှာတော့ရမှတ်42မှတ်နဲ့ပဲရရှိခဲ့ပြီးတော့ Premier League မှာအဆင့်ဆန်းကားနဲ့ပဲရသည်ပိတ်သိမ်းနိုင်ခဲ့တာပါ။ ဒါကပရီးမီးယားလိလိုအမီပြောင်းပြီးနောက်ပိုင်းယူလိုက်တက်ရဲ့တမိုင်းတက်လျှောက်အနည်းဆုံးရမှတ်တဲ့အတူအမပေးစရာပါအနည်းဆုံးအဆင့်ရက်တီမှုဖြင့်မှတ်တမ်းဝင်သွားခဲ့ပါတယ်။ယူလိုက်တက်ကတော့ပြီးခဲ့တဲ့နိုဝင်ဘာလတုန်းကအသင်းရဲ့နီးပြအရစ်တန်ကိုထုတ်ပယ်ပြီးတော့ရူဘီနီအမ်မိုရင်ကိုနီးပြအသင်းဖြင့်ခန့်သွားခဲ့ပါတယ်။အမော်ရင်ကတော့ United ကိုယိုပါလီဘိုလူပွဲအထိရောက်ရှိအောင်ဆွမ်းဆောင်ပေးနိုင်ခဲ့ပေမဲ့ဘိုလူပွဲမှာတော့စပါးသင်းကိုရှုံးနေသွားခဲ့တာပါ။ပရီးမီးယားလိရာသီပိတ်ပွဲအဖြစ်ယူနိုက်တက်ဟာဗီလာသင်းကိုအင်ကွင်းအိုထရက်ဖို့မှာအခက်အရှင်ပြန်ကစားခဲ့ပြီးတော့နှစ်ဂိုးပြည့်နဲ့နိုင်ပွဲရယူထားခဲ့ပါတယ်။ ီဘက်ကအရီဆင်ရဲ့ United ကစားမပွားနောက်ဆုံးပွဲအဆင့်ဖြစ်ခဲ့ပြီးတော့အသင်းတော်ပယ်တီကနေတွင်းကိုတကိုတွင်းယူပေးသွားနိုင်ခဲ့တာပါဒီဟာသည် United ရဲ့စွမ်းဆောင်ရည်ပေါ်အရီဆင်ကအခုလိုပဲမှတ်ချက်ပေးသွားခဲ့ပါတယ်ကျွန်တော်တို့ဒီဟာသည်ခြေစွမ်းနဲ့အခုအဆင့်15နေရာကိုရောက်ရှိနေတာကိုကျေနပ်ရပါပါဒီဟာဒီမှာတမ်းမစင်းသွားတာပဲကံကောင်းနေပါပြီဒီဟာဒီမှာကျွန်တော်တို့အသင်းအနေနဲ့ကစင်ကလေးအဖြစ်ခဲ့တဲ့ပွဲတွေအများကြီးပါပဲလို့ဒိမ့်မဲ့သားကဖွင့်ရလာခဲ့တာပါ အဲဒီစင်ကတော့လက်ရှိမှာ United နဲ့စာရုပ်သံတမ်းကုန်ဆုံးခဲ့ပြီးတော့အသင်းကနေထွက်ခွာသွားခဲ့ပြီးဖြစ်ပါတယ်။ဒီနေ့တင်ဆက်မှုကတော့လောပါပဲ။နောက်ဆုံးရ United နဲ့ပတ်သက်တဲ့အားကစားသတင်းတွေ၊ပြောင်းရွှေ့သတင်းတွေ၊စိတ်ဝင်စားဖွယ်ရာအကြောင်းတွေကိုတင်ဆက်ပေးမှာဖြစ်လို့ page ကို like and follow လုပ်ပြီး video လေးကိုလည်း share ပေးကြပါအောင်လို့ပြောရင်းနဲ့ညီကောင်ချုပ်လိုက်ရပါတယ်ခင်ဗျာ။